ေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာ ကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းသက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ဇောလာတဆက်ရှိရဗုဒ္ဓဟူးမှု တိတုဩဝါဒစာခန်းကြီး3ခန်းငယ်1မှ17လူတို့သည်အထွတ်အမြတ်အာနာစက်ဤအုပ်ဆိုးခြင်းကိုဝန်ခံစီခြင်းက၎င်းမင်းဤစကားကိုနားထောင်စီခြင်းက၎င်းကောင်းသောအမှုအမျိုးမျိုးတို့ကိုပြု၍အသင်ဖြစ်စီခြင်းက၎င်းအဘယ်သူကိုမျှမကဲ့ရဲ့ရင်တွေ့ခြင်းကိုမပြု ဖြင်းညင်းသောသဘောရှိ၍ခတ်သိမ်းသောသူတို့၌အလွန်နူးညံ့သိမ်မွေ့စွာပြုစီခြင်းက၎င်းတတိပေလောအကြောင်းမူကားအထက်ကငါတို့သည်ပညာမဲ့သောသူ နားမထောင်သောသူမှားယွင်းသောသူအထူးထူးအပြားပြားသောတက်မှတ်ခြင်းကာမဂုဏ်ခံစားခြင်းအမှုတို့ကိုဆောင်ရွက်သောသူမနာလိုခြင်းညှူဆူခြင်း၌ကျင်လည်သောသူဆက်ဆုပ်ရွှရှာပွေသောသူအချင်းချင်းမုန်းသောသူ ဖြစ်ကြ၏ငါတို့ကိုကယ်တင်တော်မူသော အရှင်ဖရာသခင်ဤစေတနာတော်နှင့် လူတို့ကိုချစ်တော်မူသောမြတ်တာတော်သည်ပေါ်ထွန်းသောအခါငါတို့ကျင့်သောဖြောင့်မတ်ခြင်းအကျင့်အဖြစ်မဟုတ်ပေမိမိတနာခြင်းကယုဏတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်းအဖြစ်၎င်းတန်ရှင်သောဝိညာဉ်တော်၏အသက်ပြုပြင်ခြင်းအဖြစ်၎င်းငါတို့ကိုကယ်တင်တော်မူ၏ငါတို့ကိုကယ်တင်သောအရှင်ယေရှုခရစ်အဖြစ်ငါတို့အပေါ်သို့ထိုဝိညာဉ်တော်ကိုကြွယ်ဝစွာသွန်လောင်းတော်မူ၏အကြောင်းမူကားငါတို့သည်ဖျားသခင်၏ကျေးဇူးတော်အဖြစ်ဖြောင့်မတ်ရာသို့ရောက်၍ထာဝရအသက်ကိုမျှော်လင့်သည်နှင့်အညီအမွေခံဖြစ်ကြမည်အကြောင်းတည်းဤစကားသည်တစ္ဆာစကားဖြစ်၏ ဖျားသခင်ကိုယုံကြည်သောသူတို့သည်ကောင်းသောအကျင့်တို့ကိုအမြင်ချင့်အံ့သောငါတတိပြုရကြမည်အကြောင်းတင်းဒီဤရာများကိုစူးစား၍ဟောပြောစီခြင်းကငါအလိုရှိ၏ထိုအကျင့်တို့သည် ကောင်းသည်သာမက လူတို့၏အကျိုးကိုပြုစုတတ်သောအကျင့်ဖြစ်ကြ၏မိုက်မဲသောပု္ပ္ပာအမေတို့ကို၎င်းဆွေစဉ်မျိုးဆက်စရင်တို့ကို၎င်းပြညတ်တရားကြောင့်ယဉ်တွေ့ခြင်းတိုက်လန့်ခြင်းတို့ကို၎င်းရှောင်တော်အကြောင်းမူကားထိုအရာတို့သည်အကျိုးမရှိ အချီးနှီးတက်တက်ဖြစ်ကြ၏။တင်းခွဲသောသူကိုနှစ်ကြိမ်မြအောင်ဆုံးမပြီးမှပယ်ရှားနှင်ထုတ်လော။ထို့သောသောသူသည်ကိုအပြစ်ကိုတိလျက်ပင်အပြစ်ပြု၍မောက်လန်သောစိတ်ရှိသောသူဖြစ်သည်။ဘဲသူကိုမျှမကဲ့ရဲ့ရန်တွေ့ခြင်းကိုမပြု့ ဖြင်းညင်းသောသဘောရှိ၍ခတ်သိမ်းသောသူတို့၌အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းဟာ၎င်းတတိပေလောတိတုဩဝါဒစာအခန်းကြီး3အခန်းငယ်1 2ဖာမန်လူမရှိဗန်နယံဘော၌၎င်းအဖွဲစီဤမူကို စကလုံးတလုံးတည်းဖြင့်အချင်းချုပ်ဖော်ပြလျင် လောကဝတ်ဖြစ်သည်ဟု ထုတ်ပြန်ထားသည် ထိုနေရာတွင် ကျမ၏ဗန်စင်းလှုပ်ဆောင်မှုအားကူညီပေးသူ၌ယဉ်ကျေးပြူငါမှုကိုတွေ့ရှိရသည်မှာကြည်နူးစရာကောင်းလှပါပြီ။ကြံတန်ပြီးကျင်နာမှုကင်းသောကဘာကြီးတွင်ယဉ်ကျေးပြူငါစွာပြုမှုခြင်း၏လှုံ့ဆော်တွန်းပို့မှုကအကျိုးရှိလှသည့်အကြံဉာဏ်ဖြစ်သည်။တမန်တော်ပေါလု၏သူ့မိတ်ဆွေတိတုထံပေးစာတွင်ဤအယူအဆကိုတွေ့ရသည်။ ိတုကိုသူ၏အသင်သားတို့အားအဘဲသူကိုမျှမကဲ့ရဲ့ရန်တွေ့ခြင်းကိုမပြုဖြင်းညင်းသောသဘောရှိ၍ခတ်သိမ်းသောသူတို့၌အလွန်နူးညံ့သိမ်မွေ့စွာပြုစေခြင်းဟာတတိပေးရန်ရှင်ဘောလူညွန်ကြားခဲ့သည်ယင်ကျေးပြူငှာသောဤအယူအဆကိုငြိမ်ဝတ်စွာ ထောက်ထားစာနာမှုသို့မဟုတ်အရာရာ၌စာနာထောက်ထားမှုကိုပြသခြင်းဟုလည်းပြန်ဆိုထားပါသည် အခြားသူများအားကျွန်ုပ်တို့ဆက်ဆံပုံက၎င်းတို့အားဘုရားသခင်၏ပုံသဏ္ဍာန်တော်ကို ဆောင်သူအဖြစ် ကျွန်ုပ်တို့မြင်သည်မမြင်သည်ကိုဖော်ပြနေသည်ဆရာကြီး CS Lewis က The Weight of Glory ဂုံရှိခြင်း၏အရေးပါမှုစာအုပ်တွင်သာမန်လူဟုသည်မရှိသာမန်လူသားများနှင့်တင်တစ်ခါမှစကားမပြောခဲ့ဘူးပါဟု ရေးခဲ့သည်ဘုရားသခင်မျက်မှောက်တော်၌ ထာဝရပျော်မွေ့ဝမ်းမြောက်မလားသို့မဟုတ် ကိုတော့မျက်မှောက်တော်မှထာဝရနှင်ထုတ်ခံရမလားဟုသည့်ထာဝရကိုဆရာကြီးလူးဝစ်ကကြိုတင်မျှော်မှန်းသည်ထို့ကြောင့်သူကကျွန်ုပ်တို့နှင့်ရည်စရာဟာသများပြောသူ အတူအလုတ်လုတ်သူလက်ထပ်ထားသူပြစ်ပယ်သူကောင်းမုံဖြတ်သူတို့သည်ဖြောက်ဖြဲ့၍မရနိုင်သောထိမ့်လန့်ပွဲရာကို ခံစားရသူသို့မဟုတ် တီမြဲသည့်ဂုံအသရေခံစားရစေသူစသည်ဖြင့်မြဲမြံသောကောင်းကျိုးဆိုးကျိုးနှင့် သက်ဆိုင်သူများဖြစ်သည်ဟု သတိပေးခဲ့သည်မိမိဝန်းကျင်ရှိသူများကိုဖျားသခင်ပုံသဏ္ဍာန်ဆောင်သူများအဖြစ်၎င်းတို့၏အမှန်တကယ်ဖြစ်တည်မှုအတိုင်းဆက်ဆံနိုင်စေရန်ကျွန်ုပ်တို့အားမဆရန်ဝိညာဉ်တော်ကို အခွင့်ပေးနိုင်ပါစေ။ ြေးပြူငါမှုကဲမဲ့ခြင်းကသင်၏အပြန်အလှန်ဆက်ဆံရေးအပေါ်မြည်သည့်တက်ရောက်မှုကို ဖြစ်စေသည်။ထိုဆက်ဆံရေးများတွင်ယဉ်ကျေးပြူငါခြင်းကိုရည်စူး၍သင်မြည်ခဲ့သို့ပေါ်ပြနိုင်မည်သည်။ချေရပါသောဖျားသခင်လူများအပေါ်အလွယ်တကူစိတ်ပြက်ခံစားရနိုင်ပါသည်။လူတိုင်းကိုဂုံသိက္ခာရှိရှိယဉ်ကျေးစွာဆက်ဆံနိုင်စေရန် ရှိသောစိတ်နှင့်ကျင်နာသောနှလုံးသားကိုပေးသနာတော်မူပါသခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားတကယ်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။